ဗန်ကောက်မြို့ဆာဒူချတ်ဂျီနီ အထက်30မြင်းရှိစောင်းလန်းစားတိုက်ပြိုကျားမှုအပြည့်စည်များအောက်တွင်နောက်ထပ်ရုံလောင်း14လောင်းကိုကေဆေးအဖွဲ့များကအေပီလာ2ရက်မှာရှာဖွေတွေ့ရှိခဲ့ပါသည်။အေပီလာ3ရက်မနက်ပိုင်းတွင်၎င်းစောင်းအောင်ပြိုကျားမှုမှတေဆုံးသူ29ဦးရှိပြီလို့အတည်ပြုထုတ်ပြန်ထားပြီးဒဏ်ရာရသူ9ဦးရှိက59ဦးကပျောက်ဆုံးနေစေဖြစ်ပါသည်။မြန်မာနိုင်ငံမှာအင်အားပြင်းကလေးလှုပ်သွားတဲ့နေ့နဲ့တနေ့တဲ့ဘန်ကောက်မှာလေစောင်းလန်းစားနိုင်ငံတော်စီးရင်စစ်ရုံး SAO စောင်းအောင်ပြိုကျခဲ့ပါသည်။အေပီလာ2ရက်ည9နာရီခန့်မှာ အဆောင်အဆုံးပြီးရှိအပြည့်စည်များအောက်မှအချက်ပေးတဲ့ကြားခဲ့ရတဲ့အတွက်အသက်ရှင်သူများရှိနေတဲ့အရေးယောင်ဖြစ်ကြောင်းတာဝန်ရှိသူတို့ကပြောပါရယ်လက်တော်သတင်းစာရှင်းလင်းပွဲမှာဘန်ကောက်အုပ်ချုပ်ရေးမှူးကပြိုကျအဆောင်အုပ်ရဲ့မြေအောက်ထပ်များသို့ဝင်ရှာနိုင်ရန်ကွန်ကရစ်တန်းချိန်တစ်ထောင်ခန့်ကို၁၀ပိုင်းခွဲပြီးဖယ်ရှားခဲ့တယ်လို့ရှင်းလင်းပြောကြားခဲ့ပါရယ်ရှာတွေ့ခဲ့တဲ့ရုံလောင်း၁၄လောင်းနဲ့တလောင်းကိုသာချက်ချင်းပြတ်ထုတ်နိုင်ခဲ့ပြီးကြံလောင်းများကို AB3 ရဲမှထုတ်နိုင်လိမ့်မယ်လို့လည်းပြောပါရယ် ထိုင်းကယ်ဆယ်ရေးဖွဲ့များနဲ့လက်တွဲရှာဖွေနေတဲ့နိုင်ငံတကာရှာဖွေရေးဖွဲ့များနဲ့အချို့ကရှာဖွေကယ်ဆယ်ရေးတွေးကြုံဆက်ဆုနေများစွာရှိထားသူဖြစ်ပါတယ်။အဲ့ဒီလိုကြွမ်းကျင်သူများကပင်ယခုရှာဖွေမှုကို၎င်းတို့ကြုံတွေ့ကြသမျှတဲ့အရှုပ်ထွေးဆုံးလို့ပြောပါတယ်။